မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့င်းအကြောင်းအရာကတော့တရုတ်နိုင်ငံမှာကြားဖြတ်မှုနဲ့တရားရင်ဆိုင်နေရတဲ့ကိုကန့်ခေါင်းဆောင်ဟောင်းပေဆောက်ချိန်နဲ့တားဖြစ်သူပေရင်ချိန်အပါအဝင်ငါးဦးကိုတရုတ်အစိုးရက ကွမ်တုံပြည်နယ်ရှန်ကျန်းမြို့တရားရုံးကနိုဘာ၄ရက်နေ့မှာတည်တံ့အမိန့်ချမှတ်လိုက်ပါတယ်ကိုကန့်ရဲ့ထင်ရှားတဲ့မိသားစုကြီး၄ခုဖြစ်တဲ့ပေအိမ်ဝေအိမ် မိအိမ်နဲ့ရှိုးအိမ်တို့ကတော့ကြားဖြတ်အပါဝင်အမှုပေါင်းများစွာနဲ့ဆွဆွဲခံရပြီးတော့တရုတ်ကအကျဉ်းထောင်နေတဲ့မှာတရားရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကတော့ကွယ်လွန်သူကိုကန့်တထေကြီးမီရှောင်ချမ်းရဲ့သားမြေကော်ဖြစ်နဲ့မြေပြည်သူမြေကျင်းကျင်းစရဲမိမိသားစုဝင်တွေအပါအဝင်လူစစ်တပ်ဦးကိုတရုတ်တရားရုံးကစက်တင်ဘာ29ရက်မှာ အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့လဲဖလပိုင်နိုင်ငံအလဲပိုင်းမှာတိုင်ဖွန်းမုန်တိုင်းကြောင့်ရေကြီးလို့လူငါးဦးသေဆုံးသွားတဲ့အကြောင်းဖော်ပြပေးပါပါကမ်မရီတိုင်ဖွန်းမုန်တိုင်းကြောင့် နော်ဘာလနေရနေ့ကဖလက်ပိုင်းအလဲပိုင်းတေတာမှာရည်ကြီးမှုဖြစ်ပွားခဲ့ရမှာလူငါဦးထက်မနေတည်ဆုံးပြီးတော့ထောင်ပေါင်းများစွာကနေရာရှေ့ပြောင်းရပါတယ်။စီဘူးကျောပေါ်မှာရှိတဲ့မြို့နယ်တချို့လုံးဝရေလွှမ်းမှုချင်းခံခဲ့ရပြီးတော့ကားတွေထရက်ကားတွေသာမကဘဲနဲ့ကြီးမားတဲ့သင်မောတင်ကွန်တိန်နာတွေကိုတော့ရှုံးရည်တွေနဲ့အတူစီမျောသွားခဲ့ပါတယ်။ ကမ်မရီကုန်းပေါ်မြောက်မီ24နာရီအတွင်းစေဦးမြို့တော်ပောင်းဝင်းကျဲမှာမွေးကျဲ183မီလီမီတာရွာသွန်းခဲ့ပြီးတော့သူ့ရဲ့စီလားစင်ပြင်းများမွေးကျဲ131မီလီမီတာအထက်အများကြီးကျော်လွန်ခဲ့တဲ့ကြောင့်ဖိလစ်ပိုင်မလူသားပညာရှင်က AFP သတင်းကပြောကြားခဲ့ပါတယ်။စီဘူးကအခြေအနေကတော့တကယ်ကိုမကြုံစဘူးပါပဲလို့ပြည်내အုပ်ချုပ်ရေးမှူးပါမဲလာဘာရီကူထရူကလည်းပဲ နိုဘာ9ရက်မှာ Facebook မှာပို့တင်ရေးသားလာပါတယ်။လေတိုင်းနှုန်းဟာအန်ရရှိလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့လည်းရည်ကြီးမှုကအန်ရပဲဖြစ်ခဲ့တာပါ။အပြက်အစည်းတွေလည်းများခဲ့ရတယ်လို့၎င်းကဆိုပါတယ်။စီဘူးမျိုးမှာကလေးငယ်နှုံရဲ့ရုပ်လောင်ကို ပြန်လည်တွေ့ရှိခဲ့တဲ့အကြောင်းနဲ့ကဲဆဲသွားတွေကရည်ကြီးတာကြောင့်ပိမိနေသူတွေထံကိုဆက်သွယ်ဖို့ကြိုးပမ်းနေစေကြောင်းလည်းဆိုပါတယ်။တခြားဒေသတွေမှာလည်းတည်ဆုံးသူ၃တပ်နဲ့ရှိတဲ့အကြောင်းအတည်ပြုခဲ့ပြီးတော့၎င်းတို့အနက်၄တီပြည်နယ်မှာရှိတဲ့နေရဲအပေါ်တပ်မှာ ရင်းနှစ်တည်ဆုံနေတဲ့တက်ကြီးရွယ်အုပ်တုံးနဲ့ဘိုဟောပြည်နယ်မှာတက်ပဲလဲကြပြီးတည်ဆုံခဲ့တဲ့အမျိုးသားတအုပ်ပါဝင်ပါတယ်။လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့ရာသီဥတုပြောင်းလဲတာကြောင့်မုန်တိုင်းတွေဟာပုံမအောင်ကောင်းလာတဲ့အကြောင်းသိပ္ပံပညာရှင်တွေကသတိပေးပါတယ်။ ပုံနွေးတဲ့သမုတ်တရားတွေမှာတိုင်ဖုံးမုန်တိုင်းတွေကိုလှလင်းမြမြအားကောင်းပြီးတော့ပုံနွေးတဲ့လေတို့ကအစိုးတက်ပုံမှုထိန်းထားနိုင်တာကြောင့်မိုးသည်ထက်စွာရွာသွန်းစေပါရယ်စက်တင်ဘာလနောက်ပိုင်းကအင်အားပြင်6ဒသမကိုအစင်ရှိတဲ့မြင်းငယ်လှုပ်ခတ်ပြီးတဲ့နောက်ယာယီတဲအိမ်တွေမှာနေထိုင်ကြဆဲဖြစ်တဲ့ရာပေါင်းများစွာသောဒေသခံတွေကို၎င်းတို့ရဲ့လုံခြုံရေးအတွက်အတင်းကျပ်ရှင်းပြောင်းပေးခဲ့ရတယ်လို့စစ်ဘူးအရာရှိ ရာမော့စ်က AFP ကိုပြောကြားခဲ့ပါတယ်။စစ်စုပေါင်းလူဦးရေ၄သိန်းနီးပါးကိုမုန်တိုင်းဝင်ရောက်ရာလမ်းကြောင်းကနေကြိုတင်ရွှေ့ပြောင်းပေးခဲ့တဲ့အကြောင်းရပ်ဘက်ကာကွယ်ရုံးကအုတ်ချုပ်ရေးမှုကဆိုပါတယ်။မုန်တိုင်းဟာဗီဆာရဲ့ကျိုးစုတွေကိုဖြတ်ပြီးတော့အနောက်ဘက်ကိုရွှေ့ရှားနေပြီးတော့တနအီကို130ကီလိုမီတာနှုန်းလေတိုက်နှုန်းနဲ့တနအီကို180ကီလိုမီတာနှုန်းလေပြင်းတိုက်ခတ်တာတွေကြောင့် တပိနေလဲကြလို့တအားလိုင်းနေပါပြတ်တောက်ခဲ့ရတာပါဖိလစ်ပိုင်နိုင်ငံဟာပြင်းပြအပြင်တနစ်ကိုမုံတိုင်းနဲ့တိုင်ဖုံး20ခန့်ဝင်ရောက်လေရှိတဲ့နိုင်ငံဖြစ်လို့တန်းနဲ့ချီတဲ့လူတွေဆင်းရဲစွာနေထိုင်ရတဲ့ဘေးအန္တရာယ်ကြာရောက်တတ်တဲ့နေရာတွေကို ပုံမှန်တိုက်ခတ်လေရှိပါလိမ့်ရှင် ဆက်လက်ပြီးတော့ထိုင်းရဲ့တပ်ဖွဲ့က Miss Universe အဖွဲ့ကိုအွန်လိုင်းကာစီနိုလောင်းစားတွေကိုကြော်ညာပေးမှုတန်တရားနဲ့ဝင်ရောက်စီးနင်းတဲ့အကြောင်းဖော်ပြပေးချင်ပါတယ်။ထိုင်းနိုင်ငံရဲ့တပ်ဖွဲ့ကတော့ထိုင်း Miss Universe အဖွဲ့ကိုအွန်လိုင်းကာစီနိုလောင်းစားတွေကိုကြော်ညာပေးမှုတန်တရားနဲ့ဝင်ရောက်စီးနင်းခဲ့တဲ့အကြောင်း The Nation Thailand မှာဖော်ပြပါဗျာ။ Miss Grand International CEO နာဝကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်မှုမရှိကြောင်းအတည်ပြုလာပါတယ်။ Miss Universe 2025ပြိုင်ပွဲရဲ့အငင်းပွားပွဲကြော်ညာတစ်ခုမှာပြိုင်ပွဲဝင်တွေက ၎င်းတို့တဲခိုးတဲ့နေရာမှာအွန်လိုင်းကာစီနိုတွေကိုထောက်ခံကြော်ညာပေးတဲ့ဗီဒီယိုတွေကိုရိုက်ကူးခဲ့တယ်လို့စစ်ဆေးခံရပြီးဒီဖြစ်စဉ်ကိုထားရဲတပ်ဖွဲ့ကမကြသေးမီကစုံစမ်းစစ်ဆေးခဲ့တာပါအခုလိုအွန်လိုင်းကာစီနို လောင်းစားတွေကိုကြော်ညာတာဟာ ထိုင်းဥရိယာတရားမော်နဲ့အကြောင်းသတ်မှတ်ခံထားရပါတယ်ဒီဖြစ်စဉ်ကြောင့်ပြည်ဝဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့ထိုင်းနိုင်ငံရဲ့ဂုဏ်သိက္ခာကိုအကြီးအကျယ်ဒီကိစ္စကြောင့်လည်းတင်မှာဖော်ပြထားပါတယ် ဆက်လက်ပြီးတော့မြန်မာပြည်ကနေရာအများစုမှာအင်တာနက်ပြတ်တောက်တာနဲ့နှိကွေးမှုတွေဖြစ်ပေါ်နေတဲ့ကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်မြို့အပောင်ဝင်ဒေသအများစုကတော့အကူရပိုင်းအတွင်းအင်တာနက်လိုင်းတွေပြတ်တောက်ပြီးတော့ဆွဆွရနှိကွေးနေတာဖြစ်ပေါ်နေတယ်လို့သုံးဆွဲသူတွေကဆိုပါတယ်။အွန်လိုင်းကွန်ရက်ချိန်ဆက်မှု အခြေအနေဆိုးရွားတာနဲ့ပတ်သက်လို့စက်သရေကုန်တွေအများစုကလည်းတောင်းပန်အသိပေးစာတွေထုတ်ပြန်လာတာတွေ့ရပါတယ်။ဒီအသိပေးစာတွေမှာတော့ Fiber ဆက်အကြောင်းချုပ်ရင်းမှု App Store ချုပ်ရင်းမှု International Affiliate အပြည့်ဖြစ်မှု افریت ایشون که با အထက်ကပင်မဆက်ကြောင်းလိုင်းတွေပြတ်တောက်မှုစတာတွေကြောင့်အင်တာနက်လိုင်းတွေနှေးကွေတာလိုင်းပြတ်တောက်တာတွေဖြစ်ပေါ်နေတယ်လို့ဖော်ပြလာပါတယ်။ဒါနဲ့ပတ်သက်လို့ရန်ကုန်မြို့က UNFTDA က Wi-Fi 30သူတယောက်ကတော့အင်တာနက်လိုင်းတွေမကောင်းတာကဖြစ်နေတာကြပါပြီ။ဒါပေမဲ့ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်ကစလို့ပို့ပြီးတော့ဆူလာတယ်။ Wi-Fi မီးကလည်းစိမ့်နေ connected လည်းဖြစ်တယ်။ဒါပေမဲ့အင်တာနက်လုံးဝသုံးလို့မရပါဘူး။ကိုယ့်ဖုန် data သုံးပြန်တော့လည်းအဆင်မပြေဘူး။ data ဘူးကတော်တော်ကုန်နေပြီ။အလောက်အတွက် data သုံးရတာတွက်ချင်မကိုက်လို့ Wi-Fi တက်ထားတယ်လိုင်းမကောင်းဘာပေါ်မှလည်းမမြင်ရနဲ့ကိုတီကိုရဲ့ data ပဲပြန်ဖွင့်သုံးနေရတယ်လို့ဆိုပါတယ်ဒီခြေနေနဲ့ပတ်သက်လို့ United Call Center ကိုဖုန်းဆက်ပြီးတော့အကျိုးကြောင့်မေးမြန်းရမှာတော့ရောင်တိုင်းအတွင်းမှာရှိတဲ့ fiber line တွေအကုန်လုံး network တောင်ဖြစ်နေတာဖြစ်တဲ့အတွက် line ပြင်ဆင်မှုဆောင်ရွက်နေတယ်ဆိုပြီးပြန်လည်ဖြေချလာပါတယ်ဒီလိုသူတို့ line ပြင်ဆင်မှုဆောင်ရွက်နေတယ်ဒါကြောင့် line ကပြက်လိုက်လာလိုက် မတည်ငြိမ်မှုတွေဖြစ်နေတာလို့ပြောတယ်ဒီလိုဖြစ်နေတာနှစ်လောက်ရှိပြီပြီးတော့အခုဖြစ်နေတဲ့ issue ကရောက်မှရှိတဲ့ cable ကြိုးချုံနေတာဖြစ်တယ်လို့လည်းပြောတယ်အမြန်ဆုံးပြုတ်ပြင်နေတယ်လို့လည်းဆိုတယ်သူတို့ဖုံးဆက်တိုင်းအမြန်ဆုံးပြုတ်ပြင်နေတယ်လို့သာတောက်လျှောက်ပြောနေတာအခုကလုံးဝကိုအဆင်မပြေဘူးဘယ်နဲ့ကြာမှလဲလို့မေးပြရင်လည်းအတိအကျမဖြစ်နိုင်ပါဘူးလို့ဆိုပါတယ် အခုတော့ internet line ပြတ်တောက်တာကို wifi ကုမ္ပဏီတွေနဲ့ call center တချို့ကယာယီပြတ်တောက်တာလို့သာပြောဆိုကြပေမဲ့လည်း line ပြတ်တောက်ချိန်နဲ့နိုင်နဲ့ချိန်ကြာမြင့်တယ်လို့အသုံးပြုသူတွေကဆိုပါတယ် wifi မကောင်းဘူး data လည်းမကောင်းဘူး online cluster နေတာအတန်းနဲ့အကုန်ပြတ်ရတယ် online shop လုပ်တာလည်းအဆင်မပြေပြန်ဘူး call center ကိုဖုန်းဆက်ပြန်တော့လည်းဆက်ပိတ်ထားတယ်တခြား wifi သုံးနေတဲ့သူတွေကမှဖုန်းခေါ်လို့ရသေးတယ်ကိုတွေကဖုန်းမှခေါ်လို့မရတာနောက်မှသူတို့ထုတ်ပြန်ချက်ထုတ်တာတွေ့တာတော့ internet line မကောင်းတဲ့အတွက် တို့ရဲ့ hotline နံပါတ်တွေကိုလည်းလက်တလုံးခေါ်လို့မရနိုင်သေးဘူးလို့ welcome wifi အသုံးပြုသူကဆိုပါတယ်အခုလို wifi အတန်တလိုင်းတချို့ချုံရင်းနေတာဟာ wifi အမျိုးအစားတိုင်းလိုလိုဖြစ်နေတာတွေ့ရပြီးတော့ wifi နဲ့ internet line သုံးမရပဲဖြစ်နေတယ်လို့ဆိုပါတယ်လက်ရှိမှာတော့ wifi အများစုက line တက်တဲ့မိစိန်အချက်ပြနေပြီးတော့ connected ဖြစ်နေပြီမဲ့အသုံးပြုလို့မရဖြစ်နေတယ်လို့ mobile data ကလည်း line မတည်ငြိမ်တာမျိုးတွေဖြစ်နေတယ်လို့ဆိုပါတယ်ဒါအပြင် wifi ကုမ္ပဏီအများစုကတော့ hotline ဖုန်းနံပါတ်တွေစက်ကြိုပိတ်ထားပြီးတော့ တချို့ကုမ္ပဏီတွေဆိုရင်ပြေပါရှာမြဖြစ်နေတယ်လို့ဆိုပါရယ်မြန်မာနိုင်ငံမှာတော့2021ခုနှစ်ဖေဖော်ဝါရီလကစတော့ internet line တုံ့ပြရတာအဆင်မပြေတဲ့ပြဿနာတွေမကြာခဏဆက်သလိုဖြစ်ပေါ်လျက်ရှိလာတာမှာပတ်တီဘက်ကဖြစ်ပေါ်တဲ့ data တချို့မှာ internet line ဖြတ်တောက်တာမျိုးတွေရှိနေတယ်လို့သိရပါရယ် အတန်ဖွဲ့ရဲ့လေးလာတွေ့ရှိချက်ရတော့အခုနှစ်2025ခုနှစ်စက်တင်ဘာ30ရက်နေ့ဒီမြန်မာတနိုင်ငံလုံးမှာအင်တာနက်လိုင်းဖုန်းလိုင်းစတဲ့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ခံထားရတဲ့မြို့နယ်ပေါင်း132မြို့ရှိတယ်လို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့နော်ပါ9ရက်တော်မူလို့သားခမ်းမန်းချက်ကိုဖော်ပြပေးကြပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပလီပင်လယ်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 အောင်မှာတိမ်သည့်တဲ့ကနေတိမ်တက်ပါရယ်။ပင်လယ်ပင်အခြေအနေကတော့တရနိုင်ကန်ရရခိုင်ကန်ရမြဝချုံမော်ဒေတာနဲ့မုံဒမကွေမှာတော့အရှိအရှိတောင်ဘက်ကလေဟာတနိုင်ကို7မိုင်ကနေ -30 ကန်တိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသည့်တဲ့ရှိပါရယ်။မိုးချင်းနေကတော့သခိုင်းတိုင်မန္လေးတိုင်မကွေးတိုင်ရန်ကုန်တိုင်ပဲခူးတိုင် AR တိုင်တရနိုင်တိုင်ကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်မှာနေရာဆေးဆေးကနေနေရာအနှံ့ပြမိုးရွာသွားမှာရှင်။